ကုတကြီးကိုမန္တလေးတိုင်းမြင်းကြံမြို့နယ်ရခင်စွန်လွန်ရွာဆရာတော်ဖျားကြီးဥကဝီရဲ့ချက်မြို့ရာကြီးရွာဖြစ်တဲ့စွန်လွန်မှာမွေးဖွားခဲ့ပါတယ်ယခုအမတ်စကူစွန်လွန်ရက်ွက်လို့လဲခေါ်တွင်ခဲ့ပါတယ်ကုတကြီးရဲ့ငယ်နံမြေမှာ တက်နိုင်အောင်ဖြစ်ပြီးဖိုးတက်လို့လဲခေါ်ပေါ်ခဲ့ကြပါတယ်အဖဥမုံအမိတော်ထွေးတို့ဤမွေးခြင်း၅ဥအနက်မှတတိယသာယတနာ ဖြစ်ပါတယ်ကိုတက်နိုင်အောင်ဟာညဉ့်ညံမျိုးအထကတိဂါဗာမင့်ကျောင်းမှာဆယ်ရန်အောင်ခဲ့ပြီးမိတီလာ ဆက်မှုလက်မှုတိတ်ပံ GDI တို့ဆက်မှုစွမ်းအားမက်ဂနီကယ်ပါဝါဖြင့်ကြောင်းပြီးခဲ့သောဆက်မှုအင်ဂျင်နီယာတို့ပါထို့နောက်မန္တလေးတက္ကသိုလ်တွင်တမိုင်းဘာသာရပ်ဖြင့်အဝေးတင်တက္ကသိုလ်ကိုလည်းတက်ရောက်တင်ကြားခဲ့ပါတယ်ကိုတကြီးဟာငယ်စဉ်ကတည်းက မော်တော်ယဉ်ပြုပြင်ခြင်းနဲ့မော်တော်ယဉ်မောင်းနှင်ခြင်းကိုဝါသနာထုံးခဲ့သောအမျိုးသားတဦးလည်းဖြစ်ခဲ့ပါတယ်။ကိုတကြီးဟာငယ်စဉ်ကပင်မဟုတ်မခံစိတ်ရှိသူဖြစ်ပြီးရဲဝင်းပြတ်သားစွာပြောဆိုတတ်သောအကျင့်ဟာကိုတကြီးရဲ့ဗီဇတစ်ခုပါပဲခင်ဗျာ။မိတီလာ စက်မှုလက်မှုသိပ္ပံမှာမက်ကနီကယ်ပါဝါဖြင့်ဒီပလိုမာပွဲယူပြီးတဲ့နောက်မှာကိုတက်နိုင်အောင်ဟာမြင်းချန်တောင်သူပြည်ဆွဲသောမိုးဟိန်းမော်တော်ယာဉ်လိုင်းမှာသူဝါသနာပါရာမော်တော်ယာဉ်မောင်းအလုပ်ဖြင့်နှစ်အတန်ကြာမော်တော်ယာဉ်ပြည်ဆွဲခြင်းလုပ်ငန်းကိုလုပ်ဆောင်ခဲ့ပါတယ်။